မင်္ဂလာပါဘီပြည်သက်များခင်ဗျာဒီနေ့ဆွေးနွေးခန်းအတွက်ကျွန်တော်ဖိတ်ခေါ်ထားသူကတော့ CDF ဘိုးကြီးလင်းထောင်ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာတော့အခုတနိုင်ငံလုံးငလင်တားကြီးကြပ်ခံနေရခြင်းပါဒီကျွန်တော်အခုဒီစစ်သားတွေပေါ့နော်ထွက်ပြီးတော့ကုညီကဆဲလို့တော့ကျွန်တော်မတွေ့ရသေးဘူးဗျဒီကြောင့်ဆွေးနွေးတော့ဖို့ဖြစ်ပါတယ်အဲ့တော့မင်္ဂလာပါဘိုးကြီးလင်းထောင်ဟုတ်မင်္ဂလာပါဗျာဟုတ်ကဲ့ဆိုတော့ကဆဲကြောင့်မပြောခင်ရအခုဆို28ဆိုကျွန်တော်၄ရက်ရှိပါနော် ဆိုတော့မန္တလေးဘဟုပြုတယ်ဆိုရင်နေပြည်တော်လည်းတော်တော်ထိတယ်ကြားရတယ်ဗျဆိုတော့နေပြည်တော်ဒီအစိုးရရိုးတို့ဟိုတန်းအေရတို့စိုက်မျိုးတဲ့ဟာတွေကျွန်တော်ပို့တပ်ဖို့တွေတွေးရတော့ဗောနော်ဆိုတော့ကျွန်တော်အဓိကစိတ်ဝင်စားတတ်တဲ့ဟာတွေဗျအများလည်းစိတ်ဝင်စားတတ်ထမဆေးရိုးချိုးဘလို့ရှိလဲနောက်အထူးသဖြင့်အရင်တော့ကျွန်တော်သတင်းတွေကြားတာဗျဂူတွေဖောက်ထားတယ်ဗောနော်ဒီအဂူတွေပါလေအဲ့ဒါတွေပြူလာဗောဘလို့များကြားရလဲဟုတ် စေယုံထဲမှာလည်းအထီးကိုက်တွေရှိတယ်။နောက်ပြီးဒီငလင်းလောက်တဲ့နေမြေတွေကစစ်တပ်တွေမှာလည်းအထီးကိုက်တွေရှိတယ်။အာဒါကတော့အာကျွန်တော်တို့အခုလောလည်းသိထားတဲ့သတင်းပါနော်။ဘယ်နေရာတွေမှာအဓိကထိကိုက်သွားလဲဆိုတော့အာပွင့်လင်းပြောရရင်ကျွန်တော်မသိရသေးဘူး။ကျွန်တော်အနေနဲ့မသိရသေးဘူး။အာဆက်လက်စုံစမ်းသေးပဲပေါ့နော်။ဒါပေမဲ့အာသူတို့ထိကိုက်မှုကအဓိကစေယုံထဲမှာလို့အထက်မြင့်တိုက်တဲ့နေရာမှာထိကိုက်မှုတွေတော့ရှိထားတယ်။အာနောက်ပြီးတော့အာလေရင်ကွင်းထိကိုက်မှုရှိတယ်။နောက်ပြီးတော့တခြားသောနေရာတွေလည်း အနည်းနဲ့အများထိခိုက်မှုရှိတယ်လို့တော့ကျွန်တော်သိရတယ်အဓိကတော့ဟိုပါဘောနော်စစ်တပ်ရဲ့အဆောက်အဦတော်တော်များများကအာကျွန်တော်တို့အထက်မြင့်နေတယ်ဗောနော်တထက်အဆောက်အဦတွေပဲများတော့ကြတော့အတကူအလွယ်တကူပြေးထွက်နိုင်တာတွေဘာညာတွေလည်းရှိတယ်တော့ဗောနော်အဓိကနေပြီးတော့စစ်ယုံလို့တိုက်စစ်ဌာနချုပ်လို့နေရာမျိုးတွေတော့ထိခိုက်အအနည်းနဲ့များရှိထားတယ်လို့တော့ကျွန်တော်သိထားပါတယ်ဗျဟုတ်ဟုတ်ကျွန်တော်ပုံတွေထဲမှာတွေ့တာကတော့ဟိုအခုဟိုစိုးဝင်လာသူလည်း တက်ထူပြီးလုပ်နေရတယ်ဟိုမှာဆိုတရဝင်တင်ရတာတော့နိုင်ငံချင်းဝင်ကြည့်ပါဗျာပြီးခဲ့တဲ့ဖြည်းဖြည်းချင်းနေရပါတင်တယ်သူတို့နိုင်ငံတကာစီဝေးလို့တော့သူရိုးပြင်ကမျက်ခင်းထဲမှာထိုင်ပြီးတော့ကွန်ပျူတာတလုံးနဲ့လုပ်နေတာကျွန်တော်တွေ့ရတယ်ဆိုတော့တော်တော်ပြုတ်သွားတယ်ဆိုတော့အဲ့တော့ဗျာဟိုနိုင်ငံတကာကူညီတောင်းတော့ဗောနိုင်ငံတကာကူညီလဲရောက်လာပြီဗောနော်အခုတချို့ဟိုနေရာဆိုတရိုးဝါဆိုကိုလန်နေဝင်လာတယ်ဂျန်နက်တော်ဝင်များလေကျောင်းနေဝင်လာပြီးတော့အခုဆိုဒီပြည်တော်မန္တလေးရောက်နေပြီလို့ကျွန်တော်သိရတယ် ဆိုကျွန်တော်အဓိကမေးချင်တာအဲ့တော့စစ်သားတွေအခုထိရမတွေ့ရသေးဘူးဗျအဲ့ဒါကသူ့ဟာသူအလုပ်ရှုံးနေလို့လားဒါမှမဟုတ်ကုညီကစေးတက်ကိုမရှိတာလားတပ်ပုံရိုက်ဖို့အချိန်ကောင်းမဟုတ်သေးလို့ဖြစ်ပါလေအဲ့ဟိုပုံမှန်လင်းလင်းပြောရရင်စစ်တပ်မှာကဲတဲ့အေးတက်ဆိုပြီးတော့တီးတန့်မရှိပါဘူးအဲကျွန်တော်တို့တီးတက်လောက်ပေါ့နော်အာအခုချိန်ထိလည်းမရှိပါဘူးနောက်ပြီးတော့တဘာဝပေးရတဲ့ဂျုံလာမှုအာဂျုံလာပြီဆိုတာနဲ့ကျွန်တော်တို့စစ်တပ်ထဲမှာနေတော့လည်းအာဒါကျွန်တော်တို့ရေးပေးနဲ့ပတ်သက်ပြီးတော့ အခြေအနေတွေကျွန်တော်ကြုံမှုတယ်အာဒါကျွန်တော်တို့ဆိုကင်းမီနေဘက်မှာနေဘူးတော့အဘက်မှာဆိုရေခဏခဏကြီးကြတယ်ဘာလို့ဆိုကျွန်တော်ခဏခဏကြုံမှုတယ်ဒါပေမဲ့စစ်တပ်ကအာအဓိကကဲတဲ့နေရာမှာဘယ်တော့ခါမှဝင်လေးမရှိဘူးအာနောက်ပြီးတော့အဲသူတို့အနေနဲ့လည်းအဆက်တက်ကိုအဓိကကဲတဲ့နေရာမှာဘယ်တော့ခါမှထားလို့မရှိဘူးပေါ့နော်အာဒါကတော့အာကျွန်တော်မြင်ရတယ်နောက်ပြီးတော့စက်တက်မှာဒီသဘောပေးရနေရည်ကြုံလာပြီဆိုလို့ရှိရင်ဘယ်လိုတုံ့ပြန်မလဲဆိုတော့ဥစ္စာမှာအာကျွတင်လေးချင်းတဲ့အစီအစဉ်တွေမထားရှိဘူး အာနောက်ပြီးတော့ဖြစ်လာမှာပေါ့နော်အဓိကဟိုဓာတ်ပုံရိုက်ဖို့ ਨੇ အာကျွန်တော်တို့ဒီပေါ့နော်ပေါ်ပင်လောက်တဲ့နေရာဒီမှာပဲစစ်တပ်ကအာကဲတဲ့ရေးဖြစ်နေလေးရှိတယ်ပေါ့နော်အစားအသောက်တွေဝေးတာတို့စားအသောက်တွေပို့တာတို့ဒီလိုနေရာဒီမှာပဲအာအာသူတို့ကိုထားလေးရှိတယ်ပေါ့နော်အဲ့တော့စစ်တပ်မှာတော့ကဲတဲ့ရေးနဲ့ပတ်သက်ပြီးတော့အာသူတို့မှာဘာပလန်မှမရှိဘူးနောက်ပြီးတော့လက်ရှိအာဒီငလင်းပေးအခြေအနေပုံပါလေစစ်တပ်အနေနဲ့အာချက်ချင်းပြန်လဲတုံ့ပြန်နိုင်မှုအတွက် ဟိုတော့ဟိုအစီအစဉ်ဆောင်ရွက်မှုအခြေအနေတွေကမရှိဘူးလို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်။နောက်ပြီးတော့အခုချိန်ဒီစစ်သားတွေဘာလို့မထွက်လာသေးလဲဆိုရင်သူတို့ရဲ့အတွင်မိုက်ပျက်စီးမှုတွေတချို့ဥစ္စာတွေနဲ့အာအလုံများနေတဲ့အခြေအနေတခုလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုရင်အာဥမာနေပြီးတော့မှဆိုရင်28ရက်နေရကျွန်တော်တို့အာဟိုသူတို့တက်မရော်နေဆိုပြီးတော့လှုပ်သွားပဲ။အက်ကအင်အားတွေမှာအက်ကအင်အားတွေအားစာနေပြီးစစ်ရုံးတွေတချို့သောနေရာတွေမှာသူတို့ခွဲဝေပြီးတော့ ဟောဘာလို့အလုတ်တစီခိုင်းနေတာတွေဒါနိုင်ငံတကာကယ်ဆယ်ရေးဖွဲ့နဲ့စူပေါင်းဆောင်ရွက်နေတဲ့ပုံစံတွေရှိတယ်လို့တော့အာကျွန်တော်တို့သိထားရတယ်။အဲနောက်ပြီးတော့စစ်တပ်အနေနဲ့ဒီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိလားဆိုရင်ပုံမှန်လေးလေးပြောရင်ကျွန်တော်နေခဲ့တဲ့တောက်လျှောက်ကာလလုံးမှာအာပြည်သူလူထုတစ်ခုခုအာဟိုဖြစ်ပြီးဆိုရင်ဒီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးတော့ချက်ချင်းကိုပေါ့နော်အဲ့လိုတုံ့ပြန်မဲ့ဆိုတဲ့ဥစ္စာတက်အာလုံးဝကိုမရှိတာအာဥမာရေးပြီးကိုယ်ကဖြစ်တယ်ဆိုရင် ေဘေးကိုသွားဖို့လူတွေရေကူးတတ်တဲ့လူတော်မှဟိုဘောအစင်းသင်းစုဖွဲ့ထားရှိမှုအခြေအနေကနေတယ်။အာနောက် ပြီးတော့ဟိုဘောဘောနော်ရေဘေးသွားမယ်ဆိုရင်ရေဘေးကိုအသက်ကယ်အင်ဂျီတွေဘိုင်ဝတ်ပြီးသွားမယ်ဆိုရင်စစ်တပ်မှာအဲ့ဥစားဘယ်မှမမရှိဘူးဘောနော်ပြောရမယ်ဆိုရင်တော့ပစ္စည်းရောလူရောအစင်းသင်းအာသူတို့ကဘယ်တော့ခါမှမထားရှိဘူးလို့ပဲကျွန်တော်ပြောရမယ်ဗျာဆရာ။ဟုတ်ဟုတ်ဟုတ်ကဲ့သူတို့လည်းရပ်သားတွေလိုပဲဖြစ်မှာပဲပြီးတော့လက်တန်းကူတာမျိုးဖြစ်မှာပါ။ ကျော်ဗျာအဲ့တော့အခုအခုအားလုံးမြင်နေရတာအခု၄ရက်ရှိပြီဗျာဟိုအခုကတရဝင်စည်ရင်းတော့စတားပြောတဲ့စည်ရင်းတော့မှ1900 2000လောက်ရှိနေပြီပေါ့နော်တကယ်ဘယ်လောက်ရှိလဲတော့မသိသေးဘူးကစေးတွေကအခုနည်းနည်းလဲထပ်လှုပ်တဲ့ကြားရတာကြာတော့လေတော့နိုင်ငံတကာကစေးတွေရောက်နေတော့အဲ့တော့ဗျာအခုအများပြောစရာဖြစ်နေတာတော့နိုင်ငံတကာအခုညတောင်းတယ်ဗျာနိုင်ငံတကာလည်းဝင်လာပြီးတော့ကူညီကြတယ်ဒါပေမဲ့ဥမာဘုံကျဲတာမရဘူးအခုဒီနေ့လိုမြင်ပြထိုးစစ်ပါဆက်လုပ်တယ်လို့ကျွန်တော်ကြားတယ်အဲ့ဒါတော့နည်းနည်းများပါသေးတယ် ဒီငလျင်ဘေးနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးကအာအကုန်လုံးကဒီငလျင်ဟိုမထိတဲ့နယ်မြေတွေအားစာနောက်ဆုံး EAO တွေကအကုန်လုံးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အကူအညီကယ်ဆယ်ဖို့အာဟိုဆောင်ရွက်ပေးဖို့လုပ်တဲ့အချိန်မှာစစ်တပ်အနေနဲ့ကတော့ဒီငလျင်ကိုအအသုံးချပြီးတော့နိုင်ငံရေးစီရေးအမျက်ထုတ်ဖို့ကြိုးစားနေတာကတော့ကျွန်တော်တို့ပြည်သူတွေမျက်ဝါးထင်ထင်တွေ့မြင်နေရတယ်လို့ကျွန်တော်တို့ပြောရမှာပြအခု အာသူတို့အနေနဲ့အာဖြန့်ခွဲထားတဲ့တက်တွေကိုလုံးဝရှုပ်သိမ်းထားခြင်းမရှိသေးဘူးအာဒီလိုမျိုးတနိုင်ငံလုံးရဲ့အခြေအနေမှာအာဘောနောဟိုအားလုံးပူဆွေးတော့ကရောက်နေတဲ့အချိန်မှာဒါကိုအခွင့်ကောင်းယူပြီးတော့ထိုးစစ်ကတော့ဆက်ပြီးတော့အာဆက်ထိုးမဲ့အနေထားလို့ပဲကျွန်တော်တို့ပြောလို့ရတယ်ဒီရွယ်ချက်ကိုသူတို့ကဘယ်တော့ခါမှနောက်ဆုတ်မှာမဟုတ်ဘူးနောက်ပြီးတော့စစ်တပ်ကအခွင့်အရေးကိုအသုံးချတဲ့ဟိုအသုံးချတယ်ဆိုတဲ့နေရာမှာလူတွေရဲ့ဝန်ထဲချင်းပူဆွေးခြင်းဘာမှကိုဂရုမစိုက်ဘူးအာသူတို့ရဲ့အာဘောနောဟို ုပ်ချင်တာကိုလှုပ်လိုက်မယ်ဆိုတဲ့ပုံစံနဲ့ပဲသူတို့ဆက်သွားနေရလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာအခုလည်းအာသူတို့မှာအတုံးဟာပေါ့နော်ဟိုတချို့နေရာတွေဆိုကျွန်တော်ငယ်လျင်ဘေးနဲ့ပတ်သက်ပြီးတော့တချို့ကဲတဲ့အဖွဲ့တွေတွာလာဖို့ခက်ခဲနေရတယ်ရှိ။ဥပမာသခိုင်းလိုနေရာမျိုးဆိုဇက်တွေဘာတွေနဲ့ဥမီပါကူဝါစပစ္စည်းတွေဘာကူဝါစလုံနေရတယ်ရှိတယ်။အဲအရင်တော့ဆိုရင်ဒီလိုမျိုးမြေချောင်းတွေပါဆိုသူတို့မြေချောင်းသွားဖို့အတွက်သူရေတက်မှာတင်းမောတွေရှိပါတယ်ဒီတင်းမောတွေထုတ်သုံးတာကျွန်တော်အခုချိန်ကြီးမတွေ့ရအောင်နောက်ပြီးတော့ဟို ျွန်တော်တို့လေတက်ပေါ့နော်လေတက်ဆိုလေလေတက်ဘူးအဲ့ဒါမေးချင်လို့ပြောအခုလူတွေပြောနေကြအခုကသွားလာခဲ့တဲ့ခါကျတော့ဟိုဘုတ်ကျဲဖို့ကျတော့လေရင်ရှိတယ်ဗျာကယ်ဆယ်ကြော်တယ်လေရင်မတော့ဘူးလားဆိုအဲ့ဒါဘယ်လိုရှိလဲအဲ့ဒါအဲ့ဥစားကသူတို့ဒီမှာဒီလူတယ်ဖို့ရဟန်းရင်နေရှိလားဆိုရှိပါတယ်အဲကျွန်တော်တို့အခုစစ်မြေပြင်နေမှာသူတို့အနေနဲ့လူတယ်ဖို့ရဟန်းရင်နေလုပ်နေရတယ်အများကြီးပဲရှိတယ်အခုလို့ကယ်ဆယ်ရေးအဖွဲ့တွေကိုချက်ချင်းကိုဒီရဟန်းရင်နေဥမာသခိုင်းလို့ဒေတာမျိုးဆိုရင်ချက်ချင်းကိုသွားချပြီးတော့ ချင်းချင်းတို့သွားကယ်လို့ရတဲ့အနေထားတွေရှိရဲ့အဲ့ဒါတွေကိုလည်းဟိုကတော့ဟိုသူတို့စီကနောက်ဆုံးဒီဟိုစက်ပစ္စည်းတွေဘာညာတွေတဲဖို့ကစားသူတို့မှာတင်ပေါ်တွေတခြားဥစ္စာတွေလည်းအာသူတို့မှာရှိပါတယ်အာဒါပေမဲ့အတုံးမချတာလို့ပဲထုံမတုံးတာလို့ပဲကျွန်တော်ပြောရမပြောရမလို့ဖြစ်နေဒီဥစ္စာသူတို့အတွက်အရေးကြီးတဲ့ဥစ္စာတကူမဟုတ်ဘူးစစ်စင်ရတာအာစစ်စင်ရတဲ့အတွက်တီးတန့်တုံးဖို့အတွက်အာထားထားတဲ့ဥစ္စာတွေလို့ကျွန်တော်ပြောလိုက်ရမယ်စစ်တုံးရဟန့်ရင်တွေထဲမှာလည်း အာဒီလူတဲပို့ဖို့အတွက်ကောင်းကောင်းကိုအသုံးချလို့ရတယ်ရဟန်းနေအများကြီးရှိပါနောက်ဆုံးစကိုင်းဒေတာကိုသွားဖို့အတွက်စကိုင်းမျိုးတွေကိုဆင်းဖို့ခက်ခဲရှိတယ်ဆိုရင်တော့မှကျွန်တော်တို့အနည်းဆုံးနာမခလောက်ကိုဆင်းပြီးတော့အာကျွန်တော်တို့သွားလို့ရတဲ့ဥစ္စာတွေလည်းရှိတယ်ဗောနော်မုံရလောက်ကိုသွားပြီးတော့စကိုင်းဘက်ကိုပြန်ပြန်ပြီးတော့ချိခဲလို့ရတဲ့အခြေအနေတွေလည်းတို့မှရှိပါဒါပေမဲ့အာဒီဥစ္စာဒီပလန်တွေကအာဟိုတို့အတွက်အဓိကမဟုတ်ဘူးဗောနော်အခုဒီစစ်တပ်မှရှိတဲ့ရေတက်လေတက်ဒါတွေက ပြည်သူကိုအကြမ်းဖက်ဖို့ပဲတတ်တတ်ထားရတာဖြစ်တယ်။နောက်ပြီးတော့အဲ့ကတက်တွေကိုနှက်ကပြောရမယ်ဆိုကြီးတက်တဲ့ဟိုဆိုရင်ရေတက်တို့လေတက်တို့ဆိုတဘာဝဘေးအန္တရာယ်မှာပို့ပြီးတော့ကူလို့ကောင်းတဲ့အခြေအနေလို့ကျွန်တော်ပြောလို့ရ။ရှေ့မှာဒုက္ခရောက်နေတဲ့စစ်သားတွေကိုရိတ်ခတုတ်တွေတွားချပေးလို့တော့တို့ရဟန်းရင်တွေတုံးပါ။ဟုတ်။အဲ့တော့တချို့နေရာတွေကုန်းလမ်းကြောင်းမှာမသွားလာနိုင်တဲ့ဥစ္စာတွေအတွက်ရေလမ်းကြောင်းကိုအသုံးပြုပြီးတော့တို့တုံးပြပါ။ဒါပေမဲ့အခုဒီတဘာဝဘေးအတွက်ဆိုရင်တော့တို့ရဲ့ ဒီ73ရဟတ်ယင်တွေတင်းမောတွေဟာအတုံးပြူလို့မရတော့တဲ့အခြေအနေကိုဟိုအတုံးမပြူနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုအာတို့အနေနဲ့အာရှိတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျ။အင်းဆေးရည်မှာပဲတော့ပါတော့နော်ဒီရေဘော့ကိစ္စမတော့ဘူးဆိုရဲ။ဟုတ်ပါဘူး။အဲ့တော့ဗျာအခုကတော့ကျွန်တော်တို့ဟိုဒီနေ့လာမသိဘူးသူတင်းတစ်ပတ်ဝန်ထမ်းကြောင်ကြီးညာတယ်လို့တော့ကြားတယ်။တော့တနည်းအားဖြင့် UNG ကတင်းတစ်ပတ်ပေါ့နော်အပြည့်ရတယ်လို့ကြီးညာတယ်ဗျ။ ဆိုတော့ကကြတော့ဘယ်လိုခေါ်မလဲဒီဖက်ကတော့ခုနပြောသလိုလေဒီလောက်လူတွေသေးနေဟိုစေလဲမရဘူးထိုးစစ်ဆက်စင်တယ်စစ်တပ်မှသုံးတယ်ရန်တရားတွေလည်းဒီမှာကယ်ဆယ်ရေးမှမသုံးဘူးဆိုတော့ကကြတော့အဲ့တော့ဘာစစ်တပ်ကနီကိုချိုဘာပြောချင်လဲဒီစစ်တပ်ကိုကျွန်တော်တို့အာဒီစစ်တပ်ဆက်ရှိနေတဲ့အာကျွန်တော်တို့နိုင်ငံတဘာဝဘီအန်နီယယ်တွေ ဘလို့ပဲလာလာပေါ့နော်ဒီထက်စိုးတာပဲကြုံကြုံဒီထက်နဲတာပဲကြုံကြုံဘလို့ပဲကြုံကြုံပါဒီစစ်တပ်ရှိနေတယ်ကျွန်တော်တို့တော့တဘာဘေးအနေရတွေမှာလည်းအနှောက်အယှက်ဖြစ်နေပါပဲနိုင်ငံရေးစီဟင်းမှာမဟုတ်အနေရပေါင်းစုံမှာဒီစစ်တပ်ကအနှောက်အယှက်တစ်ခုပဲလို့ကျွန်တော်ကတော့မြင်နေပေါ့နော်အော်ကျွန်တော်တို့နိုင်ငံမှာကဟိုအခုဒီနှစ်ပိုင်းတွေမှာတောက်လျှောက်ကိုကျွန်တော်ရေရောမြေငလင်ရောကျွန်တော်တောက်လျှောက်ကြုံခဲ့ရဒီစစ်တပ်ကြောင့်ကျွန်တော်တို့ထိထိရောက်ရောက်မကူလိုက်တဲ့နေရာတွေအများကြီးပဲရှိတယ်သူတို့ပိတ်ပင်တားဆီးနေလို့အာကျွန်တော်တို့ ဟိုပြည်သူတွေစီဟိုပါဘောနော်ပြပါကနေလာတာပဲဖြစ်ဖြစ်တချို့ဥစားတွေမရောက်တဲ့ဥစားတွေလည်းအများကြီးရှိတယ်။တော့လာခဲ့တုန်းကလည်းကြုံပြီးွားရယ်။အခုဒီဒီနှစ်နေပါလဲမနှစ်ကလည်းကြုံပြီးွားရယ်ဒီနှစ်လည်းကြုံပြီးွားရယ်။အခုဒီစစ်တပ်ရှိနေတွေကျွန်တော်နိုင်ငံမှာတဘာဝဘေးအနေနဲ့အတွက်ဘယ်တော့အခါမှကြိုတင်ပြင်ဆင်မှုရှိလာပါမလို့။တဘာဝဘေးအနေနဲ့အတွက်ကျွန်တော်တို့မှာရံမုံငွေရှိလာပါမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့စစ်တပ်စစ်တပ်အတွက်ကပြည်သူကပထမမဟုတ်ဘူး။သူတို့ကလည်းသူတို့ကပဲပထမဖြစ်တယ်။အဲ့တော့အာဒီ ဒီလိုစစ်တပ်မျိုးကကျွန်တော်တို့နိုင်ငံမှာအရှိကိုမရှိတဲ့တော့ပြည်သူကိုဥစားမပေးတဲ့စစ်တပ်မျိုးကရှိကိုမရှိတဲ့တော့အဲ့တော့အခုလောဆယ်တော့ကျွန်တော်တို့ဒီ NUG ကောတော်လှန်ရေးဖွဲ့စည်းတွေရောတဘာဝဘေးအန္တရာယ်ကြုံနေရတဲ့ပြည်သူတွေကိုကိုကျင်းစာနာပြီးတော့ထိုးစစ်တွေရပ်ထားတဲ့စူသားစူတော်ညာလေတက်ဆိုင်ရနေမီဒေတာမှာရှိနေတဲ့တော်လှန်ရေးအဖွဲ့အစည်းအတိအကျကတော့တတိထားနေတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်စစ်တပ်ကရုံမှမှုအပေါ်အမြဲတမ်းတရဖူစောင်းထားတာဖြစ်တယ်ဒါကြောင့်မလို့သူတို့ရဲ့ထိုးစစ်တွေကြုံလာခဲ့ရင်အနည်းဆုံးကိုကပြန် ပြန်မထိုးနိုင်ဘူးဆိုရင်တော့ခုခံစိတ်ကိုတော့ဘယ်လိုဆင်နွှဲမလဲဆိုတဲ့စီမံတွေကိုတော့အာထားရှိထားမယ်လို့တော့မျှော်လင့်နေတတိလဲထားစီခြင်း ਨੇ သူတို့ဒီမြေငလင်ဘေးပဲလာလာနောက်ဆုံးဘာပဲဖြစ်နေဖြစ်နေဒီနိုင်ငံမှာမိတွေပဲလောင်လောင်ဘာပဲဖြစ်နေဖြစ်နေဘာကူမှဂိမ်းဆိုင်ပဲ ਨੇ သူတို့အာနာတီမြဲရေးကိုသာပထမဦးစားပေးဖြစ်ထားတာဖြစ်တဲ့အတွက်ဒီစစ်တပ်ဒီကျွန်တော်တို့ပြည်သူအတွက်လည်းအသုံးမဝင်နိုင်ငံအတွက်လည်းအသုံးမဝင်တဲ့စစ်တပ်ဖြစ်တစ်ခုဖြစ်တဲ့အတွက်အခုလောဆယ်တော့တဘာဝဘေးအန္တရာယ်ချက်ကျွန်တော်တို့ရက်ထားပဲဆိုလို့ရပါတယ်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကိုပဲဆက်သွားပြီးတော့ ဒီစစ်တပ်ကိုဖယ်ရှားရေးရတာကျွန်တော်တို့ပထမလို့ကျွန်တော်ကတော့မြင်ပါတယ်ဗျဟုတ်ကဲ့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 ကျေးဇူးတင်ပါတယ်ကျွန်တော်စီရီယယ်လင်းတက်ကျေးဇူးတင်ပါတယ်